မြန်မာနိုင်ငံကနိုင်ငံတကာတကိုတင်နေတဲ့အကြွေတွေနဲ့ပတ်သက်လို့ပြည်သူတွေကိုကြေညာတင်တယ်လို့အမျိုးသားလွတ်တော်ငွေစင်းကော်မတီဝင်ဦးဖုံးမြတ်ကပြောကြားလိုက်ပါတယ်ဒီသတင်းကိုဦးအောင်ကြည်ကပေးပို့ထားပါရရှင်ပထမအကြိမ်ပြည်ထောင်စုလွတ်တော်နဝမပုံမှန်အစည်းအဝေးကိုဖေဖော်ဝါရီလ17ရက်နေ့ကနေပြည်တော်မှာရှိတဲ့ပြည်ထောင်စုလွတ်တော်ခန်းမဆောင်မှာကျင်းပခဲ့ပါတယ်အဲ့ဒီအစည်းအဝေးပြီးမှာအမျိုးသားလွတ်တော်ငွေစင်းကော်မတီဝင်ဦးဖုံးမြတ်ကအခုလိုပြောကြားလိုက်တာပါကြေညာပါတယ်ဒါကြွေးတွေဟိုဒီကြွေးရဟိုဘာလို့ဟို ဥပမာဗျာသူသူတာဝန်ခံဆက်မဲ့လူရှိလို့ရှိရင်တော့ကြေကြာစမ်းမလို့ဘောနော်ဒီကျွေးတွေကနိုင်ငံတော်ကပြည်သူတွေဆက်နော်ဟိုပြောမလို့ဒီကိစ္စကကျွေးလက်ရှိကျွေးတွေရောကိစ္စကကျွေးတော့ပြည်သူတွေဆက်အဲ့တော့ကိုဘလောက်ဆက်မယ်ဆိုတော့ကိုသိရမှာပေါ့နော်ဒါဘုတ်ဘွယ်စရာကြောင်းလို့မဖြစ်ဘူးတိုးဘွယ်စရာကြောင်းလို့မရှိဘူးအဲ့ရဟိုးရင်ခိကလည်းတက်မလို့ဆိုတာလက်ထက်နဲ့နိုင်ငံပါတီခိကအပေါ်ရချင်လာကြတော့ချီလို့ကြကျွန်တော်နဲ့မဆိုင်ဘူးပေါ့နော်ဒါပေမဲ့ဆိုင်နဲ့ဒီအိုင်းနဲ့ပတ်သက်တော့တိုးလို့ရင်းနေရတော့ကျွန်တော်တို့ဆိုင်တယ် အဲအခုချွတ်ချွတ်ရရှိတယ်တချို့တွေကျလို့ချင်းကျွန်တော်တို့ကိုကျွန်တော်ပေါက်ဘူးပေါက်ဘူးတွေးတယ်ကျွန်တော်ဆက်သွားနေတာရှိတယ်ဗျအခုဆိုရလက်ထက်မှာနိုင်ငံတော်ကအခြားနိုင်ငံများကချင်းဝယ်ယူမယ်ဆိုရင်ပြည်တော်စုလွတ်တော်ကိုတင်ပြတောင်းခံပြီးမှချင်းဝယ်ယူရတာဖြစ်တယ်လို့အခုဆိုရကချီးထားတဲ့ချင်းဝယ်တွေကိုနောက်ဆိုရကဆက်ရမှာဖြစ်တယ်လို့ဥဖုံးမြင့်အောင်ကပြောကြားသွားပါတယ်။ ယနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်မှာပြည်ထောင်စုစည်ရင်းစစ်ချုပ်ရုံးက2012 2013နိုင်ငံတော်ရဲ့ရာသုံးစင်းများပေါ်စစ်ဆေးတွေးကြည့်ချက်တွေနဲ့ပတ်သက်ပြီးမှုတော်မဲဆန္ဒနဲ့ဥမျှသိန်းကဆွေးနွေးသွားပါတယ်။ ဥမြသိဆွေးနွေးတာနဲ့ပတ်သက်ပြီးဗန္နာယေးဝန်ကြီးဌာနကပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်ကနိုင်ငံတော်တွင်တင်ရှိနေတဲ့ပြည်တွင်းပြည်ပကြွေးမိများကိုလာမယ့်2014-2015ဗန္နာယေးနှစ်ပြည်ထောင်စုရဲ့ဗန္နာငွေအရသုံးဆိုင်ရာဥပဒေကြမ်းကိုလွှတ်တော်ကိုတင်သွင်းတဲ့အခါဗန္နာယေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကရှင်းလင်းတင်ပြသွားမယ်လို့ပြည်ထောင်စုလွှတ်တော်မှအဖြေကြားသွားပါတယ်။ကျွန်တော်အောင်ကြီးပြည်ထောင်စုလွှတ်တော်ကသတင်းပေးပို့ထားတာပါ။